ီဆန္ဒလာပိုင်းမှာဂျာရာဖေးတာမင်တွန်တလားစာဟောစလန်လေးကျွန်တော်ဟောပေးမှာဖြစ်ပါတယ်ဂျာရာဖေးတာမင်တွန်အချစ်ရေးအိမ်အောင်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးတာရိကန်ကဆုံငွေကြေးကန်ကအစစုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်ဗီဒီယိုနောက်မှာကျောင်းရေတရာလေးတက်ပေးမယ်ဒီရေတရာလောက်ထားမယ်ဆိုရင်ဒီဆန္ဒလာပိုင်းမှာဂျာရာဖေးတာမင်ကန်ကောင်းခြင်းနဲ့ကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီဆန္ဒလာပိုင်းမှာဂျာရာဖေးတာမင်တွေကန်ဆန်းရမယ့်နံပါတ်တွေလည်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုနောက်ကိုကြောက်အောင်လေးကြည့်ပေးပါဦးကျွန်တော်မြေသားရက်ခန့်ချင်ပါတယ် ကျောင်းမိတ်ဆွေတွေကိုဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်။ကို့လိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့လူမြင်တွေ့ရအောင်ဒီဗီဒီယိုကို share ခြင်းဝင်ကြခြင်းလုပ်မမေ့ပါနဲ့ခင်ဗျာ။မိတ်ဆွေတို့ share တဲ့ချက်ကတစ်ဖက်ကအခက်အခဲတွေကျက်တွေဖြစ်နေတယ်ဒီရတရားလက်လက်လို့အစဉ်ပြေသွားမယ်ဆိုရင်မိတ်ဆွေတွေကျွန်တော်တို့ကထပ်တူကို့လိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမိသားနဲ့ like share ပို့လို့ရနေဖို့မမေ့ပါနဲ့ခင်ဗျာ။ကဲဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာ။ဒီ၁၂လောက်ပိုင်းမှာကြာလာရင်းသားပဲကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင် ကောင်းအားက60လောက်ရှိနေပါတယ်တတိထားရမှာ40လောက်ရှိပါတယ်ဘာတွေကဒီလောက်တော့ကောင်းနေတာလဲ40ကဘာတွေတတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖပြပေးမှာဖြစ်ပါတယ်ငွေရင်းချေအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းနေပါတယ်ကြောင်လာတဲ့မေးအရာပြောရမယ်ဆိုရင်ငွေချင်းနဲ့ပတ်သက်ပြီးတော့လူတယောက်ကနော်ငွေတွေသူ့ရဲ့အရှိမအများကြီးရှိနေတယ်ဒီငွေကိုသူကညှိုးငယ်တော့မျက်နှာလေးကြည့်ပြီးတော့သူကအလုံးလုံးနေတဲ့ဟန်ဖြစ်တယ်နော်ဒီတမဲကိုကြည့်ချင်းအားဖြင့် ဂျာရီသားမီတွေဒီစန္ဒလာပိုင်းမှာငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကိုစ조사ရင်조사လောင်းတော့ငွေကြေးတွေဝင်လာမယ်ဆိုတဲ့ကံထဲမှာရှိပါတယ်အရန်ကောင်းပါတယ်။အခုဒီထားရမှာကငွေကြေးနဲ့ပတ်သက်ပြီးတော့နော်မိသားစုရေးကြောင့်ငွေတွေကုန်ကျများလာပြီးကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ကို조사ရင်조사လောင်းငွေတွေဝင်လာနိုင်တယ်။နောက်တစ်ချက်ကမိသားစုရေးနဲ့ပတ်သက်ပြီးငွေတွေကုန်ကျများတတ်ပါတယ်။တခုကောင်းနေတာကငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ပြန်မရောက်တဲ့ငွေကြေးဥစ္စာပစ္စည်းတွေ ပြန်မရအောင်ထင်တဲ့ငွေကြေးတွေကပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။၆ခဲရေပုံမဲ့ကာလတွေမှာရှိနေပါတယ်။အောက်စာပစ္စည်းငွေကြေးနဲ့ပတ်သက်မင်းဆိုရင်တော့ဆက်လာပိုင်းမှာဒီလိုသဘောတရားတွေရှိနေပါတယ်။နောက်တစ်ချက်ကောင်းနေတာကတငယ်ချင်းကံမိတ်ဆွေကံကောင်းပါတယ်။တငယ်ချင်းမိတ်ဆွေကူညီထောက်ပံ့ကောင်းနေရှိပါတယ်။ကိုယ်အခက်ခဲတဲ့အကျက်တွေဖြစ်နေဆိုရင်အယမ်းခင်ရတဲ့မိတ်ဆွေအယမ်းချရတဲ့မိတ်ဆွေတငယ်ချင်းတို့တိုင်ပင်ဆွေးနွေးပါ။တို့တို့စီကအကြံဉာဏ်ကောင်းတွေရရှိတာမျိုးတို့တို့စီကနော်အလောက်ကိုင်းခွလန်းကောင်းတွေရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။ ကြောင့်မိတ်ဆွေကံငွေချင်းခံတဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတယ်အရန်စင်ပြေတဲ့ကာလတွေမှာရှိပါတယ်ဒီလဟင်းမှာကိုယ့်ရဲ့ငွေချင်းတွေမိတ်ဆွေကငွေတွေချိလာတဲ့ငှားလာတာရှိတယ်သူကပြန်မပေးတော့ထင်နေဆိုရင်တေချာပေါင်းကိုယ်ပြန်ပေးချင်တဲ့စိတ်တွေပေါ်ပေါက်ပြီးတော့ပြန်လည်ရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ခင်ဗျာကိုယ့်ရဲ့မိသားစုထဲမှာနားလည်မှုလွယ်နေတာတွေမိသားစုအဆင်မပြေတာတွေမိသားစုကြောင့်တော့ကများနေတာတွေကိုယ့်ပေါ်မှာအထင်မြင်မှားနေတာရှိတယ်ဆိုရင် ဒီ၁၂လပိုင်းမှာကြာရစ်သားရင်းများကိုပြန်လည်နားလည်မှုရပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်။ကိုယ့်ရဲ့မိသားစုဝင်ထဲမှာကလည်းအဆက်အသွယ်ပြတ်နေတဲ့အဆက်အသွယ်မရဘူးနော်။ရှိရဆိုရင်တေချာပေါက်ပြန်လည်ဆက်သွယ်ရတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်။အိမ်ချန်ပီယံနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကြိုးပေးနေတဲ့ကာလထဲမှာရှိပါတယ်။ကြာတာရစ်သားရင်းနဲ့အိမ်ဝင်မှာလားအိမ်ရောက်မှာလားအကျိုးပေးပါတယ်။အိမ်ချန်ပီယံနဲ့ပတ်သက်မယ်ဆိုရင်ဘယ်ကိစ္စမဆိုကြိုးပိနေတာလားဖြစ်တော့ကြောင်းတခုတတိထားရမှာကအချိန်နဲ့ပတ်သက်တာ အခြေအနေပတ်သက်ပြီးတော့ကိုကဆန်းရမ်းပွေနေတဲ့ကာလတွေမှာရှိတဲ့အတွက်ကြောင့်မို့အခြေအနေပတ်သက်ပြီးတော့အခက်အခဲတွေဖြစ်နိုင်ပါတယ်။ဆန်းပွေတယ်ဆိုတာကကိုယ့်ရဲ့ချစ်သူပေါ်မှာကိုကဂတိမတိတာတွေတစ္ဆာဖောက်ချင်တာတွေတဘောဘောပေါ်လာနိုင်တယ်။ကိုကဆန်းရမ်းပွေနေတာကကိုယ့်ချစ်ချင်တဲ့သူများတယ်။အဲကိုယ့်ရဲ့ချစ်သူကဥပိ္ပခာပြုချင်တယ်။အဲ့လိုဥပိ္ပခာပြုလိုက်မယ်တစ္ဆာမဲ့သွားမယ်ဆိုရင်ဂျာရာဘေးသားမျိုးအခြေခံတွေရုပ်ရည်ညံ့တာမျိုးကိုနောင်ချင်းကပ်လာတဲ့လူတွေရတဲ့အတူရောင်းလင်ညာတွေကြောက်နော်ကို့မှာတောကများပြီးတော့ နော်ကိုကနောင်နာရတာမျိုးတွေကျုံတွေ့နိုင်ပါလေဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုကျွန်တော်အကြံပြုရမယ်ဆိုရင်တော့တစ္ဆာမဖောင့်တည်ပါဘူးဂတိတည်ပါကိုယ့်ရဲ့ချစ်သူအပေါ်မှာကိုကတစ္ဆာရှိနေချစ်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်မဟုတ်ဘူးဆိုရင်မိတ်ဆွေရဲ့ချီကံတွေကညံ့တော်မှာဖြစ်ပါတယ်ဒီစနအပိုင်းမှာရံအားကောင်းနေတာကကြာရာရေးသားမိနေနဲ့ဆန်းရံပွင့်နေတာဘာပဲလို့လို့ကိုလူချင်းလူကင်းများနေတဲ့ကာလထဲမှာရှိပါတယ်ဒါကြောင့်မို့ကြာရာရေးသားမိနေနဲ့ဒီစနအပိုင်းမှာဆန်းပွင့်နေကာလမှာရှိတော့ကြောင့် အလောက်ကိုင်းတွေနဲ့ပတ်သက်တာရင်စမ်းပွေတာမျိုးနော်မာချီနဲ့ပတ်သက်ရင်အရန်စမ်းပွေနေတာမျိုးနော်တီလောခိုင်တဲ့တွေကြုံတွေ့နိုင်မှာဒါကြောင့်ခဏဝါကျွန်တော်သတိပေးတဲ့အတိုင်းပဲစမ်းပွေရကြောင့်မသတိထားပါလူလိန်လူညာလူတောင်းတွေကိုနောက်ချင်းခက်လာပြီးတော့ကအမားတွေဖြစ်နိုင်ဒီလိုချက်တော့အရန်သတိထားပါခင်ဗျာအဲ့နောက်ရင်းနဲ့ပတ်သက်ပြီးတော့အခုသတိထားရမှာကကိုယ့်ရဲ့အိမ်ဆောင်ဘက်နဲ့ကိုယ်နဲ့နားလည်မှုလွယ်တာတွေတစ်ချက်ချက်ဖြစ်တာတွေနော်ကိုကအကောင်းပြောရင်သူကအကောင်းမမြင်သူကအကောင်းပြောရင်ကိုကအကောင်းမမြင်တယောက်နဲ့ယောက်နှိမ့်နိုင်လို့မရဘူး မျက်နှာချင်းဆိုင်လက်နဲ့တစ်ချက်ချက်ဖြစ်တာတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ကြာနာရေးသားရေးအနေနဲ့ကိုယ့်ရဲ့အိမ်ဆောင်ဘက်ပေါ်မှာအတဏ္ဍန်ဆုံးနားလည်နိုင်အောင်ကြိုးစားပါ။အတဏ္ဍန်ဆုံးခွင့်လွတ်ပါ။စကားများများမပြောပါနဲ့။ကျွန်တော်ပြောတဲ့အချက်တွေယူဆိုင်နိုင်မယ်ဆိုရင်အိမ်ဆောင်ရေးကံတွေတချို့ကောင်းတော့မှဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင်အိမ်ဆောင်ရေးကံကတော့ညံ့နေမှာဖြစ်ပါတယ်။ဟောအိမ်ဆောင်ရေးကံညံ့နေလို့အခြေခံညံ့နေလို့အဆင်မပြေဘူးဆိုရင်ဘယ်လိုရအောင်မှာကျွန်တော်ရည်ရည်လေးပြေးမယ်။ဒီရည်ရည်အောင်လုပ်လိုက်ခြင်းအမိကံကောင်းမှုတွေတရားပေါက်ရရှိမှာဖြစ်ပါတယ်။ ဒီ၁၂လပိုင်းမှာဂျာလာရေးတားရည်နေတဲ့ကျမရည်နဲ့ပတ်သက်မယ်ဆိုရင်ရန်အားကောင်းနေတဲ့လောက်တလောက်မှာရှိပါတယ်။ကျမရည်နဲ့ပတ်သက်ပြီးတော့နော်ယာရီဥရအကူပြောင်းချောက်ပဲကျမရည်ကညံတက်ပါတယ်။ထရီတူတူကြီးဘာမှတော့ဖြစ်ဖို့မရှိဘူး။မိတ်ဆွေကကျမရည်ညံ့နေတဲ့ကျမရည်မကောင်းတဲ့လူတစ်ယောက်ဆိုရင်ဒီ၁၂လပိုင်းမှာယောဂဝေဒနာတတပြောင်းခင်တာမျိုးတွေဂျုံတွေနိုင်ပါတယ်။အနာနဲ့ဆေးနဲ့တဲဝါတာမျိုးဆရာကောင်းသမားကောင်းတွေကြောင့်ကိုယ့်ရဲ့ယောဂနဲ့ပြောင်းခင်တာမျိုးတွေဂျုံတွေနိုင်ပါတယ်။ဒီတစ်ချက်တော့အရင်ကောင်းပါတယ်။အထူးထိထားရမှာကဘာသာတရားနဲ့ပတ်သက်တာ ဘာသာတရားနဲ့ပတ်သက်ပြီးတော့ကွာအားနေတော့တတ်တယ်ကြောင့်နေနဲ့အကြံပြုရမယ်ဆိုရင်ဒီလထဲမှာအထိတ်တန်လေးတစ်ခုဖြစ်အောင်လေးဝင်ပါအထိတ်တန်ဝင်ချင်အားကိုဖြစ်ချင်တဲ့ဆက်မှတ်တွေကိုဖြစ်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့အထိတ်တန်လေးဝင်ဖြစ်အောင်ဝင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။တာမီးကန်နဲ့ပတ်သက်မယ်ဆိုရင်တားကျိုးကတော့တချို့ခံစားခွင့်ရှိတယ်။တမီးမိန်းကလေးတွေမွေးထားမယ်ဆိုရင်ဂျာရာဖေးတာမီးဖေးဖေးမေမေနဲ့အထူးကြီးဆိုင်ပါခင်ဗျာ။ ။တမိမင်းကလေးအကြောင်းကိုမှတော့ကများတာတွေပူပန်မှုတွေစိတ်ညစ်ဆရာတွေကြုံတွေ့နိုင်ပါလေ။ဒါကြောင့်မို့ကိုမွေးထားတဲ့သားသမီးတွေကတမိမင်းကလေးတွေအရွယ်ရောက်နေပြီဆိုရင်ညှိဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။တဟားကျိုးကတော့ကောင်းပါတယ်။နော်တဟားကျိုးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ตาကပြောဆိုရခက်နေတယ်ဆိုရင်အလဲတကူပြောဆိုရဗလိုက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ဒီစနားပိုင်းမှာပြောဆိုဆုံးမကြည့်ပါအရန်ဆိုးသွမ်းနေတယ်ဆိုရင်တေချာပေါ့ကိုယ့်ရဲ့စကားကိုနားခံမှာဖြစ်ပါတယ်။ အခုကောင်းတာကကိုယ့်ရဲ့သားကကိုယ့်ကိုနော်ကန်ကောင်းခြင်းတွေယူဆောင်လာမယ်ဆိုတော့နှမိတ်ထဲမှာရှိပါရဲ့ဒီတစ်ချက်တော့အရန်ကောင်းပါလေခင်ဗျာအလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်မယ်ဆိုတော့အထူးသတိထားရမှာကအလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်ပြီးတော့အလောက်ပြောင်းတာတွေဆွေတာတွေအလောက်တွေတိုးချဲ့တာတွေလုံးဝမလုပ်သေးပါဘူးအကျိုးမပေးပါဘူးနောက်နှစ်2026နှစ်ဝင်လာမှပြောင်းဆွေမယ်ဆိုရင်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်အလောက်ကိုင်းစီပွားရေးနဲ့ပတ်သက်ပြီးတော့ငြင်းငြင်းလေးပဲနေသေးပါတယ်မိတ်ဆွေကမဖြစ်မနေပြောင်းဆွေရမယ်ဆိုရင်တော့သတိထားပြီးပြောင်းဆွေပါခင်ဗျာ ဒီနှစ်ထဲမှာပြောင်းဆွေမယ်ဆိုရင်တေချာပေါင်းအညက်လေးတွေရရှိမယ်။ဥမာရောက်ရှိတဲ့နေရာကလည်းကိုမလောက်ချင်တဲ့အလုပ်တွေရရှိတာမျိုး၊နောက်ကိုနဲ့မတင်တော်တာမျိုးပြီးတော့ကိုလောက်တဲ့အလုပ်ကလည်းအညက်တွေပေါ့နော်။ဟိုမကောင်းတဲ့နေရာတွေရရှိတာမျိုးတွေကြုံတွေ့နိုင်ပါလေ။ဒါကြောင့်မို့နောက်နှစ်လောက်မှပြောင်းဆွေပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။နောက်နှစ်လောက်ပြောင်းဆွေမယ်ဆိုရင်အလုပ်ခိုင်စီးပွားရေးစရာအဆင်ပြေသွားမှာဖြစ်ပါတယ်။ကိုပိုင်လုပ်တွေကလည်းနောက်နှစ်မှစတင်တင်ပါတယ်ခင်ဗျာ။အလုပ်ခိုင်စီးပွားရေးနဲ့ပတ်သက်ပြီးဘာကြောင့်အခုလိုပြောရတာလဲဆိုတော့ကြားတဲ့နေမိတ်ကိုမြင်အောင်ကြည့်ပါ။ လူတစ်ယောက်ကတော့လှေလေးနဲ့ဟိုဘက်ကံကိုကူနေတယ်အနောက်မှာကလေးနဲ့เนาะအမေကိုတစ်ယောက်ကတနာဆေရပြီးတော့ဓားတွေကသူ့အစ်စင်မှာမိုးထားတယ်ဒီနမိတ်ကိုကြည့်ချင်းအားဖြင့်မိတ်ဆွေကပြောင်းလာတယ်ဆွတော်လေးအကျိုးမပေးဘူးဆိုတော့သူကနမိတ်ပြနေပါတယ်ပြီးရင်အလုတ်တဲ့စားတင်တာတွေကိုပိုင်လို့လောက်တာတွေမလုံးဝလှုပ်လို့မရဘူးဒါကြောင့်ကျွန်တော်သတိပေးရခြင်းဖြစ်ပါတယ်ဒါကြောင့်အလုတ်ကန်စီးပွားနဲ့ပတ်သက်လို့ဆိုနောက်နှစ်မှပြောင်းလုပ်မယ်ဆိုရင်တော့တေချာပေါက်အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်တခုထိထားရမှာကကံနဲ့ပတ်သက်တဲ့လောက်တာလုံးဝအကျိုးမပေးဘူး ကံနဲ့ပတ်သက်ပြီးတော့ကံစမ်းခြင်းလေဆိုရင်တော့ကံစမ်းနိုင်တဲ့နံပါတ်လေးတွေကျွန်တော်ပြောပြပေးမယ်။ကံစမ်းနိုင်တဲ့နံပါတ်က3ပါးလေးနံပါတ်တွေ၈ပါးလေးနံပါတ်တွေကအကျိုးပေးနေပါတယ်နော်။ကိုကစမ်းသက်ခြင်းလေဆိုရင်စမ်းကြည့်ပေါ့။နော်3ထိပ်၈ပိတ်အဲ့လိုလေးစမ်းသက်ကြည့်ပါ။အကောင်းဆုံးကတော့ကံနဲ့ပတ်သက်လို့တွေကတိတ်အကျိုးမပေးတဲ့အကြောင်းမို့နော်တိတ်မလို့စီခြင်းဘူး။ပြီးတော့မိတ်ဆွေတွေကံကောင်းနေတဲ့အကြောင်းက နော်အဖြူရောင်လေးတွေကကန်ကောင်းနေတိမ်ပြာရောင်လေးတွေကကန်ကောင်းပါတယ်ဒီလိုရောင်တွေညံရှိတော့အသုံးပြုပါမိတ်ဆွေကကန်နဲ့ပတ်သက်ပြီးတော့ဝေဝင်မှုမရှိဘူးဆိုပေမဲ့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးကိုစူးစမ်းရင်စူးစမ်းတော့တော့ဝင်လာမဲ့ကန်တွေရှိနေပါတယ်ဒီချက်တော့ကောင်းနေပါတယ်အရန်ကောင်းတာတစ်ခုကဒီ၁၂လပိုင်းမှာဂျာတာပေးသားမိတွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြုစားနှောက်ဆက်တာအရန်ခက်ခဲနေတဲ့ကာလထဲမှာရှိပါတယ်အရန်ကောင်းပါတယ်ကိုကပြီးခဲ့လတော့ကကျမကြီးညံ့နေတဲ့ကျမကြီးမကောင်းဘူး စိတ်ယုံစည်းဟန်သွားလည်းမပြောင်းဘူးတွေးစစ်သမှန်ရိုက်လည်းအပြည့်မပေါ်ဘူးစိတ်နဲ့လူနဲ့မကန်ဘူးစိတ်တွေကတိုးလွယ်တယ်သူများစိတ်ထားနဲ့ပြောရင်လေကိုကအကောင်းမမြင်ဘူးကိုရဲ့မိသားစုထဲမှာစီးပွားရေးလူမှုရေးကျန်းမာရေးမိသားစုဘာတစ်ခုမှအဆင်မပြေဘူးဆိုရင်တော့တေချာအနှောက်အယှက်ဖြစ်နေဖို့များတယ်အဲ့လိုတွေဖြစ်နေတယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လာခဲ့ပါအခမဲ့ကျွန်တော်စစ်ဆေးပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အချက်နဲ့ညှိမှပဲဆက်သွယ်လာနော်ဒါလူတိုင်းဆက်သွယ်လာရင်တော့အဆင်မပြေဘူးဖေးတဲ့မိမယ်ဆိုရင်ပူဇော်ကောင်းရှိတယ်အဲ့လိုအနှောက်အယှက်တွေကြတော့အခမဲ့လေကျွန်တော်စစ်ပေးမှာဖြစ်ပါတယ် ဒါကြောင့်မို့မိတ်ဆွေတို့ကျွန်တော်ကုတူအနေနဲ့အနောက်ဆက်လေးဖြစ်နေဆိုအခမဲ့လေးစဉ်းစားပါမယ်။ဘေးရင်ကတော့အခမဲ့မရပါဘူးခင်ဗျာ။ကောင်းနေတာတစ်ခုကဒီ12လောက်ပိုင်းမှာအလဲပက်သွားတာတွေခီးထွက်တာတွေအကျိုးပေးပါလေ။လန်ခီးမှာအပိတ်ပင်အသားစီဟန့်သားတွေမရှိပါဘူး။ကို့ကိုကူညီမဲ့သူတွေဖိမမဲ့သူတွေပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့ခီးထွက်တာမျိုးတွေလုပ်ပြီးရင်တော့အရန်အဆင်ပြေပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာလွတ်လပ်ခြင်းအပြင်ဒီ၁၂လပိုင်းမှာဂျာရာရေးသားတွေကံကောင်းတွေရရှိပြီးတော့เนาะကောင်းတော့နှမိတ်ကောင်းတော့တိတ်တွေဒါကျွန်တွေ့မှာဖြစ်ပါတ ရည်ရောင်ကိုတော့ပြောင်းလုပ်ပေးပါခင်ဗျာခြေရမယ်ရည်ရောင်ကနှစ်မျိုးဖြစ်ပါတယ်ဒီရည်ရောင်ခြေလိုက်ခြင်းအဝင်ကံကောင်းမှုတွေတေချာပေါက်ကိုစီကိုရောက်ရှိလာမှဖြစ်ပါတယ်ရည်ရောင်ပြောင်းခြေပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခြေရမှာကဒီဆက်လပိုင်းမှာကြာရဲသားတွေတန်ကားတော်တွေကိုဒီလထဲမှာပဲเนาะမြ мян ကတ်လို့ရင်ကောင်းတယ်တန်ကားတော်တွေကိုဇီးယိုနေစက်ကတ်လူတန်းပေးပါဘယ်နေ့ဘယ်ရက်မဟုတ်ဘူးမြန်လေးကောင်းနေပဲဒီလထဲမှာဆက်လပိုင်းထဲမှာပြောင်းလေလူတန်းပေးပါဇီးယိုစက်ကတ်လူတန်းပေး ပြီးတော့ရင်အဲ့ဒီလူဒန်းတဲ့နေ့မှာပဲကိုယ့်ရဲ့အိမ်မှာရှိနေတဲ့ဖက်နှက်ချွတ်တဲ့နေရာမှာနော်နှင်းစီပန်းတပွေးကိုနော်မိတ်ဆွေရဲ့ဖက်နှက်စီးပြီးတော့ချနေပြီပါစိတ်ကျင်နေတဲ့တိငါးစီမှာရှိနေတဲ့အညံ့တွေငါးစီမှာရှိမကောင်းတဲ့ຢာတို့နှင်းစီပန်းစီကိုအကုန်ရောက်အကုန်ချနေစိတ်ကျင်နေတဲ့ချနေပြီးတော့ရင်လက်အိတ်ကိုဆွတ်ပြီးတော့နော်ကိုယ့်ရဲ့လက်အသားနဲ့တော့မကင်နဲ့လက်အိတ်တွေဆွတ်ပြီးတော့ကင်ပြီးတော့ချောင်းမှာတမျောပြစ်လိုက်ပါ ဲ့လိုတားမြောက်ပြည့်နေရာမှာဆူတောင်းရမှာကငါးစီမှာရှိတဲ့အညံ့တွေငါးစီမှာရှိရင်မကောင်းတဲ့အရာတွေဟော်ဒီနှင်းစီပန်းတဲ့အတူချောင်းထဲမှာမျောပါသွားပါစေလို့ဆုမုံကောင်းတောင်းပေးလိုက်ပါခင်ဗျာအဲ့လိုဆုမုံကောင်းတောင်းလိုက်ခြင်းအပြင်မိစေမှာရှိရင်မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေပေါက်ပြောက်သွားမှာဖြစ်ပါတယ်လက်အိတ်တော့ဆုဖို့တော့မမေ့နဲ့နော်မဟုတ်ဘူးဆိုရင်အညံ့တွေကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုပြန်လည်ဝင်လာမှာဖြစ်ပါတယ်ဒီရတရားနှစ်ခုလှုပ်ခြင်းအပြင်ကံကောင်းမှုတွေတရားပေါင်းများရှိမှာဖြစ်ပါတယ်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပေးချင်ပါတယ် ညလေးအဆုံးမသက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတယ်မြင်တွေ့ရအောင် share ဝင်မြချင်းလုပ်ဝင်မွေးပါခင်ဗျာမိတ်ဆွေတို့ share တဲ့ဆက်ကတစ်ဖက်ကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလိုရမှာဖြစ်ပါတယ်ကျွန်တော်ကလည်းမအားတဲ့ကြားမှာကုလိုကောင်းမှုတွေလိုချင်လို့မိတ်ဆွေတို့အကြံဉာဏ်လေးတွေပေးနေတာဒါကြောင့်မိတ်ဆွေတို့ကလည်းကျွန်တော်ထပ်တူကုလိုရအောင် share ချင်းပြေကုလိုယူလိုက်ပါတော့အကြံပြုချင်ပါတယ်မိတ်ဆွေတို့က share တဲ့ချက်ပဲနှိပ်ရတယ်ကျွန်တော်မှကတော့ဗီဒီယိုတွေရိုက်ဖို့စီစဉ်ရတယ်တိကျရတယ်အချိန်ရန်ကုန်တယ်ကြောင့်မိတ်ဆွေတို့က share လေးတစ်ချက်နှိပ်ရုံများပြီးကုလိုရမယ်ခရီးဖြစ်ပါတယ် အဲ့လို share ကြားပြီးတစ်ဖက်ကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေစုံတဲ့ကခက်တူကုတို့ကြားမယ်ပြီးတော့အတိတ်ဘဝမှာလည်းပထမ်းဆက်ပြီးစုံတွေ့မှာဖြစ်ပါတယ်ကျွန်တော်လည်းစုံချင်ပါတယ်ဒါကြောင့် share ဖို့မေ့ပါနဲ့ခင်ဗျာကဲကျုံမိတ်ဆွေတွေနှစ်အစနှစ်စုံကောင်းတော်မိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော့မိတော်စုဘွားပျော်စွင်တော့ချစ်သူဘွားတွေပိုင်ဆိုင်ပြီးတော့ငွေချင်းလက်လက်ပတ်တွေဆွေလန်းကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်နောက်နေ့မှပြန်လည်ဆုံးဖြတ်ချပါဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ